င်္ဂလန်နိုင်ငံဝေရှယ်ရဲ့မြေပြင်ပေါ်မှာဒီလိုထူးခြားတဲ့အဆောက်အအုံတွေကိုတွေ့ရပါတယ်။ကြောင်တုံးတွေရဲ့မော်ဆန်တဲ့ဆောက်ဝိုင်းတစ်ခုပါ။သူတို့ဟာနှစ်ပေါင်း9000လောက်နေပါတိုင်အောင်တည်ရှိနေခဲ့ပါတယ်။သမိုင်းကြောင်းခြံစားဖို့အတွက်စာရီမီးတက်သေးခင်ကလေးကတိဆောက်ခဲ့တဲ့ဒီစတုန်းဟန်ချာကမ္ဘာအကြီးအမားဆုံးဗဟေနီးတွေရဲ့ကတစ်ခုဖြစ်ပါတယ်။ဒီဆောက်အုံဟာယနေ့ခေတ်နီးပညာရေးနဲ့တောင်မှအလွန်ခက်ခဲတဲ့ဒီဆောက်မှုတစ်ခုဖြစ်ပါတယ်။ဒီကြောင်တုံးကြီးတွေကဘယ်ကနေရောက်လာတာလဲ။ပေါ်ရှစ်တောင်လောက်လေးတဲ့ကြောင်တုံးတွေကိုအင်းတွေတန်တွေ ြစ်မိစက္ကရိယာတွေမရှိဘဲနဲ့ဘယ်လိုမျိုးရွှေ့ခဲ့ကြတာလဲအရေးကြီးဆုံးမိကုံးကတော့ဘာယူရွှေ့ချက်တွေအတွက်တိစောက်ခဲ့တာလဲဒါဟာကောင်းငွေကိုလေ့လာတဲ့ရှစ်ခေနှစ်ခတ်တရားလေ့လာရေးစကန်တစ်ခုလားဒါမှမဟုတ်လူနာရီအနာတရားဖြစ်နေတဲ့ဒဏ်ရာတွေကိုလာရောက်ကုသခဲ့တဲ့မျိုးဝက်စည်းရုံတစ်ခုလားဒီဗီဒီယိုမှာတော့စတောဟန်ရဲ့သမိုင်းကိုထိုးဖောက်ပြီးအင်္ဂလန်ရဲ့အကြီးအမားဆုံးရှေးဟောင်းလေးဝက်ချက်ကိုဖော်ထုတ်ဖို့ကြိုးစားသွားမှာဖြစ်ပါတယ်တော်ဟာညနေနေ့တိစောက်ခဲ့တာမဟုတ်ပါဘူး နှစ်ပေါင်း1500ကျော်ကြာမြင့်ခဲ့တဲ့မျိုးဆက်ပေါင်းများစွာရဲ့ကြီးမားတဲ့ project ဖြစ်ပါတယ်။ပထမဆုံး BC 3100ခန့်မှာအခုလိုမျိုးကြောက်တုံးတွေမရှိသေးပါဘူး။အဲဒီအစား tracer ဦးကျော်ကနေပြုလုပ်ထားတဲ့ကိရိယာတွေနဲ့မြေကြီးကို တူးဆပြီးအချင်းပေ360မြေဖို့ထားတဲ့စောက်ပိုင်းမုံကျင်းတစ်ခုကိုဖန်တီးခဲ့ပါတယ်။ဒုတိယဆုံး BC 2600ခန့်မှာတော့ကြီးမားတဲ့ကြောက်တိုင်တွေပေါ်လာပါတယ်။အဲဒီလူမျိုးတွေဟာမြုံကြီးနိုင်စရာကောင်းလောက်အောင်အလုပ်တစ်ခုကိုစတင်ခဲ့ပါတယ်။ အဲ့ဒါကတော့ကြောက်တုံးတွေကိုမိုင်မောင်းရချီဝေးတဲ့နေရာကနေစတင်တည်ဆောင်လာတာပဲဖြစ်ပါတယ်။ဒီလူတွေဟာစိုက်ပျိုးရေးခေတ်ဦးကလူမျိုးတွေဖြစ်ပြီးဒီလိုကြီးကျယ်ခံထားတဲ့လုပ်ငန်းတစ်ခုကိုပြင်ပဖို့အတွက်စီလုံးတဲ့လူမျိုးအဖွဲ့အစည်းရှိခဲ့ရမှတည်ကြပါတယ်။စတောဟာမှာကြောက်တုံးမျိုးရှိပါတယ်။ပထမတစ်ခုကတော့အတွင်းဆက်ဝိုင်းမှာရှိတဲ့ Bluestone အပြည့်အောင်ကြောက်တုံးမျိုးဖြစ်ပါတယ်။ဒီကြောက်တုံးတွေဟာတတုံးကိုနှစ်တန်ကနေ9တန်အထိလေးပြင်မဲ့သူတို့ရဲ့ဈေးမြင့်ကတော့လောကကိုအားအသင့်စရာဖြစ်ခဲ့ပါတယ်။အဲ့ဒါတွေဟာ Stonehenge ကနေ -140 ကျော်ဝေးရဲ့ ရင်းစလီဟေးကနေလာတာပဲဖြစ်ပါတယ်။ရှီဟောင်သူရိသနပညာရှင်တွေကလူတွေဟာဒီကြောင်တုံးတွေကိုကုန်းချောင်းရေချောင်းဒါမှမဟုတ်ရေခဲမျိုးကိုအသုံးပြုပြီးမြုံကြီးတိုင်းစရာကောင်းတဲ့ခရီးကိုရွှေ့ပြောင်းခဲ့တယ်လို့ယူကြည်ကြပါတယ်။ဒီလိုခရီးချောင်းကိုဘယ်မှမမှန်တဲ့ယူခဲ့ရတာကတော့ဒီကြောင်တုံးတွေဟာသူတို့အတွက်အဖို့တက်ပြီးအရေးပါတဲ့အရွယ်ချက်တစ်ခုရှိခဲ့တယ်ဆိုတာသက်သေပြနေပါတယ်။ဒါပေမဲ့ကိုပြီးကြည့်ကြတဲ့စိတ်ခုံးမှုတစ်ခုကတော့အပြင်ဘက်ကဆာဆင်ကြောင်တုံးကြီးတွေပါပဲ။ဒီကြောင်တုံးတွေဟာတန်40အထိလေးပြီး မဘရော့ဒေါင်းကနေမိုင်နစ်လောက်တာဝေးပါတယ်။ဒါပေမဲ့ဒီကြောင်တုံးကြီးတွေကိုရှေ့ပြောင်းမှုအတွက်မင်းုံကြီးနိုင်လောက်တဲ့ကျွမ်းကျင်မှုတွေလိုအပ်ပါတယ်။တစ်ချက်မှုတွေအရဆာစင်ကြောင်တုံးတုံးကိုရှေ့ဖို့အတွက်တက်လုံးတွေကျိုးတွေအသုံးပြုပြီးလူ900ကနေတစ်ထောင်အထိလိုအပ်ပါတယ်။အဲဒီလူတွေဟာရှွတ်နေပြင်းနေတဲ့လမ်းကြောင်းတွေပေါ်မှာလူတွေရဲ့ကြွက်သားအားတစ်ခုလည်းနဲ့ဒီသမိုင်းဝင်ဆောင်းအောင်ကိုတိဆောက်ခဲ့တာဖြစ်ပါတယ်။ကြောင်တုံးတွေကိုနေရာရွှေ့ရတာကတစ်မျိုးအဲဒီကြောင်တုံးတွေကိုမိုးဝထောင်ပြီးအပေါ်ကကြောင်တုံးကိုထပ်တင်ရတာကနောက်တစ်မျိုးဖြစ်ပါတယ်။ဒီအတွက်ရှေ့ဟောင်းလူမျိုးတွေဟာ ဆက်ပြတဲ့လေးပညာနှစ်ခုကိုအသုံးပြုခဲ့ကြပါတယ်။ပထမဆုံး၆တုံးလေးကိုအပေါက်ထဲထောင်မှတ်ချက်ပြီးတက်သားရီနဲ့ကျိုးတွေကိုအသုံးပြုတာအပေါ်ကိုဆွဲတင်ခဲ့ရပါတယ်။ဒုတိယချက်ကတော့အပေါ်ကအလျားလိုက်၆တုံးလေးကိုတင်းကြီးအောင်ထိမ့်ဖို့ပါ။သူတို့ဟာ Mortis and Tenno Drying လို့ခေါ်တဲ့ဒီဘက်ခေတ်လက်သမားတွေအသုံးပြုတဲ့နည်းပညာနဲ့၆တုံးလေးကိုအဝင်ခွင်ကျဆက်ဆက်ခဲ့ကြပါတယ်။ဒီလို Stonehenge ရဲ့ရွေချက်နဲ့ပတ်သက်တဲ့ theory တွေထဲမှာလက်ခတရားကိုလေ့လာတာဖြစ်နိုင်တယ်ဆိုတဲ့ theory ကတော့တက်တည်ရှိပါတယ်။နေ့စဉ်နေရာဒီအရှိဆုံးနေ့မှာနေထွက်တဲ့နေရာဟာ စတုန်ဟန့်ရဲ့ Eastern နဲ့ဆက်ဝိုင်းရဲ့ဘဟုကိုအတိအကျဖျက်ဆီးနေပါတယ်။ဒါဟာမတော်တဆဖြစ်ဖို့လုံးဝမဖြစ်နိုင်ပါဘူး။ရှက်ကီလူမျိုးတွေဟာစာပြေရေးအတွက်ရာသီဥတုကိုခံမှန်းနိုင်မှုအချိန်ကိုမတားနိုင်မှုဒါမှမဟုတ်ဘာသာရေးအခမ်းအနားတွေအတွက်နေနဲ့လိုက်ရလှူရှာမှုကိုအသေးစိတ်လေ့လာတဲ့ရှေ့ဟောင်းနိုင်စဉ်တစ်ခုအဖြစ်စတုန်ဟန့်ကိုတိစောက်ခဲ့တာဖြစ်နိုင်ပါတယ်။သူတို့တို့ကတော့ဒီနေရာဟာကဘာမြင့်ကြီးနဲ့ကောင်းကင်ကိုဆက်သွယ်တဲ့ဖျားချောင်းဖြစ်ခဲ့ပါတယ်။ဒါပေမဲ့နောက်ဆုံးလ ీల တွေ့ရှိချက်တွေကစတုန်းဟန့်ရဲ့ယူရချက်ဟာလက်ခတ်ပြီးတခုလည်းမဟုတ်ဘူးလို့ပြောကြပါတယ်။ ူတွေတွေဟာစတောင်းဟန့်ရဲ့အလီတော်ရဲ့မှာတူးဖောက်မှုတွေပြုလုပ်ခဲ့တာကနေလူရိုးစုတွေကိုတွေ့ရှိခဲ့ပါတယ်။ပုံပြီးစိတ်ဝင်စားစရာကောင်းတာကဒီရိုးစုတွေဟာကျုံပိုင်းဆိုင်ရာဒဏ်ရာတွေနဲ့ဖျားနာပြီးတည်ဆုံခဲ့တဲ့လက္ခဏာတွေရှိနေတာပါ။ဒီအချက်ကစတောင်းဟန့်ဆိုတာကဖိနစ်ဆန်တာဖြစ်နိုင်တယ်ဆိုတဲ့ theory ကိုမျှော်လင့်စေပါတယ်။ဒါကြောင့်လဲဆိုတော့ဝေလာနယ်ကနေတည်ယူလာတဲ့ blue stone တွေမှာ magical properties တွေရှိတယ်ဆိုပြီးတော့အဲ့ဒီခေတ်ကလူတွေယုံကြည်ခဲ့ကြတာဖြစ်နိုင်ပါတယ်။ဌာနနေသူတွေဟာသူတို့ရဲ့ယောဂဝိရဏတွေပျောက်ကင်းမှုအတွက် ဒီကြောင့်လုံးဝစီကိုစတောင်းမိုးတွေလာခဲ့ကြတာဖြစ်နိုင်ပါတယ်။စတောင်းဟဟအမိုးကမရှိတဲ့ဖျားကြောင်တစ်ခုတည်းမဟုတ်ပဲရှေ့ခက်ကလူတွေမျောလင်းချက်ရှာဖွေခဲ့တဲ့အစုံတစ်ခုလည်းဖြစ်နိုင်ပါတယ်။နောက်ထပ်ခင်မီတဲ့ theory တစ်ခုကတော့စတောင်းဟဟလူမှုအဖွဲ့အစည်းကိုပေါင်းစည်းဖို့တိစောက်ခဲ့တာဖြစ်နိုင်တယ်လို့ဆိုရပါတယ်။စတောင်းဟကိုတိစောက်ခဲ့တဲ့ရှေ့ခက်လူမျိုးတွေဟာဒေသတစ်ခုတည်းကမဟုတ်ပဲဗီဒန်ကျွန်းစုရဲ့အရှိန်အနောက်ဘက်ကဒေသတည်တည်ကနေလာရောက်ကြတဲ့သူတွေဖြစ်တယ်လို့အထောက်အထားတွေကပြသနေပါတယ်။ ဒါကြောင့်မို့ဒီနေရာဟာအနိမခရီများပြားခဲ့တဲ့အခေတ်ကာလတစ်ခုရဲ့အပြီးမှာလူမျိုးစုတွေအားလုံးစုစည်းပြီးပူးပေါင်းပါဝင်ကတိဆောက်ခဲ့တဲ့ဘိုးဘွားမြေတစ်ခုလည်းဖြစ်နိုင်ပါတယ်ဒီနေရာမှာရှိတဲ့ကျောင်းတော်တွေဟာဒေသအသီးအသီးကိုကိုးစားပြုတဲ့အတွက်စတုန်းဟန်ဟာလူတွေအားလုံးဟာအတူတူပဲဆိုတဲ့ခံစားချက်ကိုတည်တည်ပြပြဖို့ဖန်တီးခဲ့တာလည်းဖြစ်နိုင်ပါတယ်ရှီဟောင်းပညာရှင်တွေရဲ့အဖြေအပြင်ရာဇဝင်များစွာတည်ရှိခဲ့တဲ့တဏှာကြီးတွေလည်းရှိပါတယ် အလဲခိကတနင်္ဂနွေတစ်ခုမှာမာလင်မော်ဆရာကြီးဟာအရာမကျောင်းတုံးတွေကိုအာယာလန်ကနေမော်ပညာနဲ့ရှေ့ရောက်ပြီးတိစောက်ခဲ့တယ်လို့ဆိုပါတယ်။ခေတ်သစ်မှာတော့အချို့သူတွေကဒီလိုမယုံကြည်နိုင်စရာတိစောက်မှုဟာဂျိုသားတွေရဲ့အကူအညီနဲ့သာဖြစ်နိုင်တယ်လို့တောင်မှယုံကြည်ကြပါတယ်။ဒီ theory တွေက Stonehenge ရဲ့ခံကြမှုနဲ့လေဝဆန်းကျင်မှုတွေကကျွန်တော်တို့ရဲ့လူသားဆန်တဲ့စိတ်ကူးစိတ်တမ်းကိုဘလောက်ထိလွန်မိုးထားတယ်ဆိုတာကိုပြသနေတာပဲဖြစ်ပါတယ်။ဒီကြတာကတော့ Stonehenge ဟာပြည်ပြည်စုံတဲ့အဖြစ်တွေကိုပေးလိုက်မှာမဟုတ်ပါဘူး။ အရာဟာတစ်ချိန်တည်းမှာနှစ်ခတ်တည်းရာလိလာရေကုသရေးနေရတဲ့လူမှုအတိုင်းဝိုင်းပေါင်းစည်းရေးနေမျိုးတစ်ခုလည်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့ဒီအရာအလုံးထပ်ပိုကြီးကြည့်ကြကတော့ဒီဘောင်ဘာတော်ကလူတွေဟာဘလို့စိတ်ထက်နဲ့ဒီလိုအရာမျိုးကိုခံပြီးကြတာလဲဆိုရဲမေးဖို့ပါ။ဒိန်းတွေမရှိခင်စာရေးနည်းတွေပေါ်ပေါ်ကင်ကလေးကလူသားတွေဟာနှက်ကပ်ဗေဒပညာအင်ဂျင်နီယာပညာနဲ့ခံကြတဲ့စေကူးစိတ်တွေနဲ့ရှိခဲ့ကြောင်းကိုစတောဟန်ကတည်တည်ပြနေပါတယ်။မိတ်ဆွေတို့ရဲ့အမြင်မှာကောစတောဟန်ကိုဘယ်လိုမျိုးမြင်ကြလဲ။စတောဟန်ဟာဟီလင်းဆန္ဒဖြစ်နိုင်လား ဒါမှမဟုတ်ရှစ်ခေတ်နိုင်စဉ်တစ်ခုလားကိုယ့်ရဲ့အတွေ့အကြုံကိုကွန်ပျူတာမှာမျှဝေခွင့်ခိတ်ခေါ်လိုက်ပါတယ်ဖလီမဆေဝန်စားစီရသမိုင်းမီဟင်းဒီတွေကိုဆက်ပြီးကြည့်နေဆိုရင်တော့ကျွန်တော်တို့ရဲ့ Worldscope မြန်မာ Channel ကို Subscribe လုပ်ပြီးလူဒီခေါင်းတော်လေးကိုနှိပ်ခဲ့ပေးဖို့ခိတ်ခေါ်လိုက်ပါတယ်အခုလိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာနောက်ထပ်ဆေဝန်စားစီရလေးဝါချက်တစ်ခုနဲ့ပြန်လည်ဆုံတွေ့ပါမယ်